အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကအမီကိုတိုင်းအချောင်းလမ်းမီပို့ပေးထားတဲ့မဲချောက်ကလေးကိုမဆလာလေးအုပ်ပြီးတော့မှစီပြန်ဟင်းလေးချက်စားပါမယ်ခင်ဗျာပထမဦးဆုံး3နေနာရီလောက်ရေစိမ်းထားတဲ့မဲချောက်တွေကိုအတုံးလေးတွေတုံးပါမယ်ခင်ဗျာဒီနေရာမှာမိမိစိတ်ချရဲ့ရွယ်စားကိုတုံးနိုင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ချက်ရမြန်ပြီးစားရအစဉ်ပြေစီမဲတခိုက်စာအတုံးလေးတွေကိုပဲတုံးထားပါတယ်ခင်ဗျာ အမေကြောက်ကလေးတွေလီးပြီးသွားပြီဆိုရင်တော့ကျွန်တော်ကကျဲတော်နီနှလုံးလောက်ကိုလည်းပပလေးတွေလီးထားလိုက်ပါမယ်ခင်ဗျာအမေကြောက်နေရာမှာစိတ်သားကြောက်ကိုလည်းသုံးနိုင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီဘက်မှာစိတ်သားဝေလို့မရတာမလို့အမေပို့ပေးထားတဲ့အမေကြောက်ကိုပဲသုံးခဲ့ပါတယ်ခင်ဗျာပြီးတော့ရင်တော့ကျဲတော်ဖြူနေခြင်းကိုလည်းထောင်းရလွယ်ကူစေရန်ပပလေးတွေလီးပြီးထားလိုက်ပါမယ်ခင်ဗျာ ဒီနေရာမှာဂျင်းနဲ့ကျက်သွန်ဖြူကိုအမဲသားရဲ့အညီနံဖုံးသွားစီရန်အတွက်မပါမဖြေထည့်ပေးရပါမယ်ခင်ဗျာပြီးတော့ရင်တော့ခရမ်းညင်သည်၄၅လုံးခန့်လောက်ကိုလည်းအနစ်ကလေးရရန် အတွက်ပပလေးတွေလီးပေးထားလိုက်ပါမယ်ခင်ဗျာဘန်ကောက်မှာကခရမ်းညင်သည်ကိုအပြင်းဆိုင်ကြီးမှာဝယ်ရင်တစ်လုံးကို၄၅ဘတ်ပေးရတာမလို့ကျွန်တော်ခရမ်းညင်သည်ကိုအနည်းငယ်လောက်ရှော့ပြီးတော့မှထည့်ခဲ့ပါတယ်ခင်ဗျာ အနည်းများများလေးနဲ့စားရတာကြိုက်တဲ့သူတွေဆိုရင်တော့ခရမ်းညင်သီးကိုဒီတက်ပူပြီးသုံးပြဖို့အတွက်ကျွန်တော်ကတော့အကြံပြုချင်ပါတယ်ခင်ဗျာ။အိုးတစ်ခုထဲမှာကျွန်တော်တို့စီကိုထည့်ပါမယ်ခင်ဗျာ။ကျွန်တော်ကစီပြန်ရင်းချက်မှမလို့စီကိုနည်းနည်းများများတော့သုံးထားပါတယ်ခင်ဗျာ။စီအများကြီးမကြိုက်တဲ့လူတွေကတော့စီကိုရှော့ထည့်လို့ရပါတယ်ခင်ဗျာ။စီထည့်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့စနေမုံနေငယ်လောက်ကိုထည့်ပါမယ်ခင်ဗျာ ပြီးတော့ရင်တော့လီးထားတဲ့အမဲချောက်တွေကိုလည်းတခါတည်းထည့်ပါမယ်ခင်ဗျာထောင်းထားတဲ့ကျက်သွန်ပြူနဲ့ကျင်းရဲ့ပပလေးတွေလီးထားတဲ့ကျက်သွန်နီနဲ့ခရမ်းညင်တီကိုလည်းထည့်ပါမယ်ခင်ဗျာအရစာအတွက်ကတော့ကျွန်တော်ကအချုံမုံနေငယ်ရဲ့စားနဲ့ငပြာရီတို့ကိုထည့်ပါမယ်ခင်ဗျာဒီနေရာမှာခြေသားမုတ်သုံးရင်လည်းရပါတယ်ခင်ဗျာ ပြီးတော့ရင်တော့ကျွန်တော်ကစိမ်းစားငပ်ပြီးအနေငယ်လောက်ကိုထည့်ပြီးတော့မှမှွေထားလိုက်ပါတယ်ခင်ဗျာမွေနေနေမှာကျွန်တော်ငရုတ်သီးထည့်ရန်မိသွားတဲ့အတွက်ငရုတ်သီးကိုထပ်ပြီးတော့မှထည့်ခဲ့ပါတယ်ခင်ဗျာငရုတ်သီးနေများကတော့မိမိအဆက်စားရင်စားနိုင်သလောက်ထည့်လို့ရပါတယ်ခင်ဗျာ ပြီးတော့ရင်တော့ကျက်သွန်ပြူနေခြင်းထောင်းပြီးကြံနေတဲ့စုံချင်းရီလေးကိုလည်းထည့်ပြီးတော့မှကျွန်တော်တို့လုံချက်ကလေးချက်လိုက်ပါမယ်ခင်ဗျာဒီရင်ချက်တဲ့နေရာမှာမိမိအိုးကကတ်တက်တယ်ဆိုရင်မီးကိုအနေဆုံးထားပြီးတော့မှချက်ပေးရပါမယ်ခင်ဗျာဘာလို့လဲဆိုတော့ခရမ်းညင်တီပါတဲ့အတွက်ကြောင့်မလို့ဦးကတ်တက်ပါတယ်ခင်ဗျာခရမ်းညင်တီတွေကိုအကြက်ညီပြီးကြည်သွားစီရင်အတွက်ဖုံးလေးပွင့်ပြီးခနာတပြုတ်တော့မှုပေးရပါမယ်ခင်ဗျာ ဒီနေရာမှာအိုးမကတ်သွားအောင်လဲအနေငယ်တော့ဂယူးဆက်ရပါမယ်ခင်ဗျာပြီးသွားရင်တော့အဖုံးလေးအုပ်ပြီးဆက်တဲလိုက်ပါမယ်ခင်ဗျာ အခုလိုမျိုးရေလေးတွေအနေငယ်ခန်းလာပြီဆိုရင်တော့အမဲချောင်းမြို့တဲ့အထီးရေထည့်ပြီးတော့မှဆက်ပြီးတည်ထားပါမယ်ခင်ဗျာအခုဆိုရင်တော့ခရမ်းညင်သေးတွေလည်းအကုန်ကြီးသွားပြီးစီလေးလည်းပြန်လာပြီဆိုရင်တော့ကျွန်တော်တို့မဆလာလေးကိုအုပ်လိုက်ပါမယ်ခင်ဗျာ မဆလာနေရာမှာနနမင်းသုံးရင်လည်းရပါတယ်ခင်ဗျာကျွန်တော်ကတော့မဆလာနဲ့ပူကြိုက်တဲ့အတွက်မဆလာလေးကိုပဲအုပ်ခဲ့ပါတယ်ခင်ဗျာအခုလိုမျိုးကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ဗားလေးတွေချက်ပြအောင်မလဲဆိုတာကွန်မန့်မှာရေးသားပေးခဲ့လို့ရပါတယ်ခင်ဗျာ